အတိုက်ခံပါတီရဲ့ခေါင်းဆောင်တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝန်လွှာကိုတရုတ်သမ္မတရှီကျင်ဖင်ကပေးပို့ခဲ့ပါတယ်။အောက်တိုဘာ19ရက်နေ့ကကူမင်တန် KMT ပါတီရဲ့ခေါင်းဆောင်တဲ့အဖြစ်တင်မြောက်ခံရသူချန်လီဝန်ကိုရှီကသဝန်လွှာပေးပို့ခဲ့တာဖြစ်ပြီးနှစ်နိုင်ငံပြန်လည်တင်မြတ်ပူးပေါင်းရေးအတွက်အားထုတ်ကြိုးပမ်းနိုင်ပါစေလို့ထည့်သွင်းဆန္ဒပြုခဲ့တာဖြစ်ပါတယ်။တရုတ်ကဂျာဝင်ဆွတ်ဖတ်မှုတွေရှိခဲ့တယ်လို့ဆွဆွဲခံခဲ့ရတဲ့ပါတီတွင်ရွေးကောက်ပွဲမှာချန်ကအနိုင်ရခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်လွှတ်တော်အမတ်ဟောင်းတူဦးဖြစ်တဲ့ချန်က နိုဝင်ဘာ၁ရက်နေ့ကစလို့ KMT ရဲ့အကြီးအကဲအနေနဲ့တာဝန်ယူသွားမှာပါ။တရုတ်ဆိုရကထိုင်ဝမ်ရဲ့အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အပေါ်ခါးသီးတဲ့သဘောထားမျိုးရှိနေပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီး DPP ကတော့တီးကြားလွတ်လပ်တဲ့ရည်တည်မှုမျိုးကိုသာလိုလားနေပါတယ်။တရုတ်က DPP ကိုစားပြုထိုင်ဝမ်သမရလိုက်ခြင်းတေးကိုခွဲထွက်ရေးဝါဒီတအုပ်ဖြစ်တည်လင်းဆွဆွဲထားပါတယ်။တစ်ဖက်မှာ KMT ကတော့ တရုတ်နဲ့ပိုနီးနီးကပ်ကပ်ညှိနှိုင်းဆောင်ရွက်ခြင်းတဲ့သဘောထားဝါဒမျိုးကိုဆွဲကင်ထားတာပါတရုတ်ကလည်း KMT ကသာထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်တရုတ်အတွက်လက်တွေ့ကြတဲ့စီစဉ်ညှိနှိုင်းမှုမိဖက်အဖြစ်ယူဆထားပါတယ်ခြံအတွက်ရှီကပေးဖို့တဲ့သဝန်လာမှာတော့ KMT နဲ့တရုတ်အာဏာရကွန်မြူနစ်ပါတီ CCP ကြားမှာပုံမခိုင်မာနိကတဲ့ဆက်ဆံရေးမျိုးတွေတိဆောက်နိုင်ဖို့တိုက်တွန်းထားခဲ့ကြောင်းတရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ပါတီနှစ်ခုကြားမှာ ပူပေါင်းဆောင်ရွက်မှုဘုံအကျိုးရှိမဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမြင့်တင်တင်တယ်လို့အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက်လည်းရှေ့တိုးလှုံ့ဆော်စည်းကျင်တယ်လို့ရှိကဆိုပါတယ်။ဒီအသုံးနှုန်းကတော့ထိုင်ဝမ်ကျွန်းကိုတရုတ်ပိုင်နဲ့ထဲပူပေါင်းစေလိုတဲ့သဘောထားကိုညွှန်ပြတာဖြစ်ပါတယ်။ခြံရဲ့ပြန်ကြားချက်မှာတော့ထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်ပြီးငြိမ်းချမ်းရေးတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုပါတီနှစ်ခုကြားကရှေ့ရင်ဆွဲအခြေခံကောင်းတွေပေါ်မူတည်ပြီးမြင့်တင်ဖို့လိုလားကြောင်းပါရှိပါတယ်။နောက်ပြီးခြံဟာ ထိုင်ဝမ်အစိုးရကတရုတ်ရဲ့ချင်းချောင်းမှုတွေကိုတုံ့ပြန်မှုအတွက်ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်နေတာမျိုးကိုလည်းအတိအလင်းဆက်ကျင်ခဲ့သူဖြစ်ပါရဲ့ရှင်။